အလုံးမင်္ဂလာပါအာဒီဗီဒီယိုထဲမှာကျွန်တော်တို့ ਨੇ ဒီတစ်နှစ်မှာအတိတ်ချိတ်ဆက်လက်တွဲထားတဲ့အာဥစာကမြို့မှာရှိတဲ့ language school ကျောင်းအကြောင်းကို ပြောပြပေးခြင်းပါတယ်အဲ့ဒီကျောင်းကဥစာကမြို့ပေါ်မှာရှိတဲ့စာကာကြီးဆိုတဲ့နေရာမှာရှိတယ်ပေါ့နော်ကျောင်းကလည်းပဲထူထောင်ထားတာဆိုရင်အခုဆိုရင်နှစ်20ကျော်ရှိလာပြီအာတော်တော်လေးကိုဒီဂျပန်စာသင်ကြားတဲ့အပိုင်းမှာရောကျောင်းစည်းကမ်းအပိုင်းမှာရောတိကျပြီးတော့မှကျောင်းသားတွေကိုတော်တော်လေးကိုဂရုစိုက်တဲ့ကျောင်းလို့ပြောလို့ရတယ်အထူးသဖြင့် ဒီ language school ကိုနှစ်နှစ်တက်ပြီးတော့မှအဲ့ဒီနောက်ပိုင်းမှာ college သို့မဟုတ် university ဆက်တက်ချင်တယ်ဆိုတဲ့သူတွေအတော့အရန်ကိုတင့်တော်တဲ့အကြောင်းဖြစ်တယ်ပေါ့နော်။ကျောင်းကလည်းပဲကြီးတယ်။ကျောင်းသား400ကျော်လောက်ရှိတဲ့ကျောင်းမျိုးဖြစ်တယ်။တခြားနိုင်ငံကကျောင်းသားတွေလည်းပဲအများကြီးရှိတယ်ပေါ့နော်။အဲ့တော့ဒီကျောင်းကကျောင်းလခအနေနဲ့ဆိုရင် ပထမတစ်နှစ် အတွက်ကျောင်းလခ1080ဝန်းကျင်ကုန်ကြပါမယ်။နောက်တစ်ခုကကျတော့အဆောင်ခပေါ့နော်။အဆောင်ခကအိုဆာကာမြို့ပေါ်မှာနေမယ်ဆိုရင်အာတယောက်ကို3000ဝန်းကျင်ကုန်ကြနိုင်ပါတယ်။အဆောင်ဆိုပေမဲ့လို့ဒါကျောင်းသားတွေအတွက်ကျောင်းကနေပြီးတော့မှအိမ်ရှာပေးမှာပေါ့နော်။အဲ့တော့အဲ့ချိန်မှာကိုကဘယ်လိုပြောပုံစံမျိုးနေခြင်းလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့မှဈေးအနည်းအများကွာခြားမှုကတော့ရှိနိုင်နေပေါ့နော်။အဲအဲ့တော့ဒီကျောင်း ကအာဘာအားသာချက်ရှိတယ်လဲဆိုတော့ကျွန်တော်တို့အခုလက်ရှိရှောက်ပေးခဲ့တဲ့အကြောင်းတွေနဲ့ရှင်းမယ်ဆိုရင် လုံးဝမတူတဲ့ချက်ကဂျပန်ရောက်ပြီးသွားတဲ့နောက်ပိုင်းမှာအကြောင်းသားတွေကိုအကြောင်းဖက်ကနေ supporting ပေးတဲ့အပိုင်းမှာ တော်တော်လေးကိုအားသာတယ်လို့ပြောလို့ရတယ်။ဘာတွေအားသာတာလဲဆိုတော့ဒီဆက်ဆချင်းရဲရောက်ချင်းမှာလေစိတ်သွားကြိုတာဒါကတော့ထားပါတော့ဘာသူမဆိုလုပ်ပေးနေပေါ့နော်။လေစိတ်သွားကြိုတာအစနောက်တစ်ခုကဒီဘန်လိုက်ပို့ပေးတာဘန်စာအုပ်ဖွင့်တာရက်ွက်ရုံးသွားတာအစအကြောင်းဖက်ကနေပြီးတော့အကုန်လုံး လိုက်ပြီးတော့လုပ်ပေးတယ်။နောက်တစ်ခုအားကျတော့အာတခြားចောင်းနေနေမတူတာကသူတို့ចောင်းမှာဒီနိုင်ငံခြားသား staff တွေရှိတယ်ပေါ့နော်။အဲ့တော့မြန်မာចောင်းသားဆိုရင်သူ့ကို supporting ပေးမယ်မြန်မာလူမျိုး staff လည်းရှိတယ်။ဖြစ်တဲ့အတွက်ចောင်းမလို့ကိုကတခုခုအဆင်မပြေတာရှိတယ်ဆိုရင်ဘယ်အချိန်မှဆိုဟိုမြန်မာဘာသာစကားနဲ့လွယ်လွယ်ကူကူဆွေးနွေးလို့ရတယ်။ចောင်းဖက်ကိုတိုင်ပင်လို့ရတယ်ပေါ့နော်။အဲနောက်တစ်ခုကဘာလဲဆိုတော့အာចောင်းသားတော်တော်များများစိတ်ပူလေးရှိတယ်။ဒီအချိန်ပိုင်းလို့အဆင်ပြေပါမလားဆိုတဲ့ဟာပေါ့နော်။အိုဆာကာမြို့ပေါ်မှာရှိရတဲ့အတွက်ကြောင့်မလို့ ို့အချိန်မိုင်းလောက်ကအဆင်မပြေမှာလုံးဝလုံးဝစိတ်ပူစရာမလိုဘူး။ចောင်းတုတ်ခွိုင်းမာတင်ကိုအလုံးလုံးလို့ဒီចောင်းသားတွေကိုအချိန်မိုင်းလောက်ခေါ်တဲ့ site နေလေအများကြီးရှိတယ်။ site နေ hotel တွေနောက်တစ်ခုက convenience store တွေစားတောက် site နေစသဖြင့်ပေါ့နော်။ပြီးတော့နောက်တစ်ခုကကျွန်တော်တို့နေចောင်းရှောက်မယ်ဆိုရင်ဂျပန်မလာခင်မှာ living guidance course ဆိုတဲ့အာဒီ course လေးရှိတယ်ပေါ့နော်။အဲ့ဒီ course မှာဒီဂျပန်မှာနေတာထိုင်တာစားတာတောက်တာသွားတာလာတာအစအစအရာအရာအဆင်ပြေအောင်လမ်းညွှန်ပေးပြီးတော့မှဂျပန်မရောက်ခင်ကနေကဂျပ ဖန်အကြောင်းကိုကြိုပြီးတော့သိနေအောင်ယထာစီတအောင် အမိုက်ပြတ်တအောင် နေတအောင်ထိုင်တအောင်စသဖြင့်ပေါ့နော်အဲ့လိုမျိုးတင်ပေးတဲ့ course ကလူတိုင်းကို free အာပေးနေပါတယ်အဲ့ဒါကြောင့်မလို့အာဂျပန်ရောက်တဲ့အခါမှာအချိန်မိုင်းလှုပ်ရှားဖို့မလွယ်မှာဘလူရှားမှမသိမှာဆိုတာလည်းလုံးဝမပူနဲ့ကျွန်တော်တို့အဲ့ course ထဲမှာတခါတည်းပေါင်းပြီးတော့အချိန်မိုင်းလှုပ်ကိုဘလူရှားရလဲဆိုတဲ့ဟာကိုပါတခါတည်းတင်ပေးရပေါ့နော်အဲ့တော့အာဒီကျောင်းကိုရှောက်ထားခြင်းနေဆိုရင်တော့သူက ခန့်သက်ချက်လေးတွေတော့ရှိတယ်။ဘာလဲဆိုတော့နံပါတ်1ကမိန်ကလေးတွေကိုပဲခေါ်မယ်။မိန်ကလေးဖြစ်ရမယ်။နံပါတ်2ကကျတော့အသက်23နှစ်အောက်ဖြစ်ရမယ်။နံပါတ်3ကကျတော့တက္ကသိုလ်ဖွဲ့ရထားတဲ့သူမဖြစ်ရဘူး။ဒါမှမဟုတ်ရင်2026ခုနှစ်9လပိုင်း အတွင်းမှာဘွဲရမဲ့သူဖြစ်လို့မရဘူးပေါ့နော်အဲ့တော့23နှစ်အောက်ဘွဲမရသေးတဲ့သူပဲဖြစ်ရမယ်အဲနောက်တစ်ခုကဒါထူချတယ်လို့ပြောလို့ရတယ်ပေါ့နော်သူတို့ကចောင်းကားတင်မဟုတ်ဘူးမိဘဟိုပါဒီစပွန်ဆာပေးမဲ့သူဟိုပါခေါ်ပြီးတော့စကားပြောမယ်ဖြစ်တဲ့အတွက်ကြောင့်မလို့မိဘတွေကလည်းပဲចောင်းနဲ့ဓာတ်ရိုက်စကားပြောပြီးတော့မှဒါကတော့ဘယ်လိုចောင်းမျိုးလဲဘာတွေစိတ်ပူနေတယ်လဲဒီလိုမျိုးចောင်း သူတို့တာသမီကိုပို့လိုက်တဲ့အခါမှာအဆင်ပြေပါမလားစသဖြင့်တိုင်ပင်လို့ရတဲ့အကြောင်းမျိုးဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုအားကြတော့အာအခုဒီ N5 အောင်ထားပြီးသားဖြစ်ရမယ် N5 က GLPT လည်းရတယ် NET test လည်းရတယ်အာ J test တို့ဘာလို့လဲရတယ်ပေါ့နော်အဲ့တော့ N5 အောင်ထားပြီးသားသူဖြစ်ရမယ်ပြီးတော့ဒီအကြောင်းမှာအနည်းဆုံး2နှစ်ပေါ့နော်အနည်းဆုံးနဲ့အများဆုံးလို့ပဲပြောရမှာပေါ့နော်အများဆုံး2နှစ်အအနည်းဆုံး2နှစ်တက်ချင်တဲ့သူကျောင်းပြီးသွားတဲ့အခါမှာ college တို့မဟုတ်အာ university ကိုဆက်ပြီးတော့တက်ချင် ဲ့သူဖြစ်ဖို့လိုပါတယ်။အဲ့တော့ဒီကြောင်းကအခုတကယ်လို့စိတ်ဝင်စားရတယ်ဆိုရင်ချက်ချင်းရှောက်လို့ရနေပါပြီ။နောက်တစ်ပတ်ထဲမှာဒီ6လပိုင်းမကုန်ခင်မှာကျောင်းဘက်ကနေပြီးတော့အင်တာဗျူးလုပ်မယ်။ချက်ချင်းအာနောက်ထပ်တစ်ပတ်ကြာတာနဲ့အင်တာဗျူး result သိရမယ်ပေါ့နော်။အဲ့တော့တော်တော်များများကကျောင်းသားတော်တော်များများဒီ6လပိုင်း 2026ခုနှစ်လေးလပိုင်းဆိုရင်အခုနေဆိုရင်တော့ဒါတနှစ်နီးနီးလိုသေးတယ်လို့ထင်ပြီးတော့မှတော်တော်မလုံ့ကြသေးတဲ့သူတွေလည်းရှိတယ်။အဲ့တော့အဲ့လိုမလုံ့ပါနဲ့အခုကျောင်းနေအကုန်လုံးညီပါဆပြီးတော့ခေါ်နေပြီ။အခုချိန်မှာမလုံ့ရှားဘူးဆိုရင်နောက်တစ်လနောက်နှစ်လနေတော့မှအမကြီးကျောင်းလျှောက်လို့ရသေးလားဆိုတဲ့အခါကျရင်ရှိရှိတဲ့ကျောင်းနေအကုန်လုံးပေါ့နော်။ပြောမယ်ဆိုရင်ကောင်းတဲ့ကျောင်းနေကိုဖက်ရွေးချယ်လို့ရတယ်